မတ်တလေးဇောနေပြီးစပေးအရရောရင်ချင်းမော်အရာထွန်ကန်နေတယ်ပြတ်တပြတ်ပေါ့နော်မတ်တလေးကျုံပြောနေပြီးဒီငလျင်ဖေးအတွက်နေပြီးသူကပြိုကျတဲ့အတွက်ကြောင့်ရင်ထဲမှာနေပြီး ဟိုလိမ့်လေးလေးအောင်နေပြီးခြေခွေးရခံစားရတယ်သမိုင်းဝင်တစ်ခုဖြစ်တယ်လို့မြန်မာအမွေနဲ့အဲသမိုင်းဝင်ဒီမှာမြန်မာအမွေနဲ့ယဉ်ကျေးမှုတွေလည်းပါတဲ့ကြောင့်ဒီအတွက်ညီပြေဇာယတူတယောက်အနေထားနေလေခံစားရတယ်လို့ပြည်သူတယောက်အနေထားနေလေဟိုစိတ်မကောင်းဖြစ်ရတယ်တကယ်ပါပဲအဲ့ဒီပြေအလူကိုလူတန်းလို့လေးပြည်ပြေခါနေပြေစောက်တွေလေးရမယ်အဲ့အကြောင်းနေပြေအလူရှင်တွေလေးတန်းနေပြေစပယ်အဲ့အကြောင်းနေပြေအလူရှင်တွေကိုဖိတ်ခွချင်တာကဘာလဲဆိုရင်ကျွန်တော်နဲ့လာပြီးကုညီပါပူပေါင်းပါလို့လေဖိတ်ခွချင်ပါတယ် ရပါလေဆိုရင်အခြားလူတွေကတော့ဟာကိုဟိုဘယ်လိုပြောမလဲကိုကနေပြီးစပယ်ဇာရည်တဲ့သူတွေဆိုတော့ဝတ္တနာပါယာပေါ့နော်အဲ့မှာဆက်လင်းလင်းကြွားနေပြီးတိုင်ပယ်တဲ့ဒီနေ့ဒီဘဝနေပြီးလောက်လောက်ဆက်ရှိတယ်အဲ့တော့ဒီအိန္ဒိယလိုကောင်းပါတယ်တဲ့ကအမှန်ကပထမတော့ပဂျီကားနဲ့နေပြီးလောက်မယ်ဆိုပြီးစိုက်ကူတာတာပေါ့နော်ပဂျီကားနဲ့လောက်မယ်ဆိုပြီးစိုက်ကူတာတာပဂျီကားကတော့လို့စေအစမပြင်နိုင်ဘူးဒီပြန်နိုင်တော့ရနိုင်ပြီအခုကနေဒီဆောင်းစော်ကားနေပြီကိုယ်စားပြီးအသွင်ဝင်နေတဲ့အမြဲတမ်းနင်းနင်းဆက်နေတဲ့အတွက်ကြောင့် ဒီကနေ့ကိုပို့ပြီးကောင်းတယ်ဆိုပြီးဒီအင်ဒီယာလေးကိုထောက်ဖြစ်တာပေါ့နော်ဒီကနေ့အရန်ကောင်းတယ်ပေါ့အဲအရန်ကောင်းတယ်ပြီးလို့ရှိရင်နောက်တစ်ခါကပါလဲဆိုရင်ဒီအင်ဒီယာလေးကကျွန်တော်ကကုတုလေးရောက်ဝမ်းလေးဝမ်းလေးဝပေါ့နေမယ်ဥမာပြောရမယ်ဆိုဝမ်းလေးဝဆိုတဲ့သဘောကနေပြီးပါလဲဆိုရင်ဒီကကုတုရတယ်လှူတဲ့လူလေးကုတုရတယ်အဲစောင်းလေးကနေပြီးလူတဲ့လူကနေပြီးယူလိုက်တဲ့အတွက်လဲသူတို့တန်းနေပြီးဘုဟုသူဒ္ဓတခုရမယ်သူတို့တန်းနေပြီးဝန်းဆက်တခုရမယ်ဒီလိုသဘောပေါ့နော်အဲ့လိုပုံစံမျိုးပဲဆက်ပြီးတော့တရားအနေနဲ့တန်းနေပြီးတကယ်ကိုယ့်ရဲ့နေပြီးဒီက မန္တလေးမန္တလေးဆိုကနေပြီးစပေးအရရောယဉ်ကျေးမွန်အရထွန်ကန်နေတယ်ပြတ်တပြတ်ပေါ့နော်မန္တလေးကျုံပြောနေပြီးဒီငလျင်ဖေးအတွက်နေပြီးသူကပြိုကျတဲ့အတွက်ကြောင့်ယဉ်သေးပါနေပြီးဟိုလှိမ့်လေးလေးအောင်နေပြီးခြေပေးရခံစားရတယ်ဒီအားပါလေးဆိုလို့ရကိုတော့အမြတ်တနိုးတံဖွဲ့တတ်တဲ့မြမဟိုဘယ်လိုပြောမလဲသမိုင်းဝင်တခုဖြစ်တယ်လို့မြမအမွေနဲ့အဲသမိုင်းဝင်ဒီမှာမြမအမွေနဲ့ယဉ်ကျေးမွန်တယ်လေပါအတွက်ကြောင့်ဒီအတွက်ကြောင့်ပြည်စရိတ်သူတယောက်အနေထမ်းနေခံစားရတယ်လို့ပြည်သူတယောက်အနေထမ်းနေလေဟိုစိတ်မကောင်းဖြစ်ရတယ်တကယ်ပါပဲ။ clear for takeoff. ဒီပုံစံကဘယ်လိုလဲဆိုတော့ရှင်ပထမနေ့ကျွန်တော်တတ်မှတ်ထားတာက တစ်စဲအလှငွေကြားတဲ့အပေါ်မှာမူတည်ပြီးရကွာနေပြီတော့တော့ကြာမှာပေါ့ကျွန်တော်ကနေပြီတော့တော့မယ်ဆိုတဲ့နေပြီဟာတော့ကရှိတယ်အလှငွေကဘယ်လောက်လဲဆိုရင်အနည်းဆုံးကတော့တစ်စဲတော့မှာနေပြီ20လောက်ရခဲ့မယ်ဆိုလို့ရှိဒါကတော့ဟိုကခိုင်နေဝေတော့လောနေအဲ့လောနေပြီကုမ္ပဏီကြီးတွေနဲ့နေကျွန်တော်နေပြီရှေ့ဆစ်ပြီးရတော့လူပိုက်မယ်သူကသူကလူလူတိုင်းမှာပေါ့ဥမာတရားနေပဲကောတက်မှတ်ထားတဲ့တစ်စဲ20 80တရားနီးလာနေပြီရလာခဲ့မယ်ဆိုလို့ရှိဒါကိုတိုင်ကိုကြားနေပြီရဲ့

အလူကမဲ့နေရာတော့အပြောင်းလေးရှိနိုင်ပါတယ်အပြောင်းလေးရှိနိုင်ပါတယ်ဒီအပြောင်းလေးရှိနိုင်တဲ့သဘောကဘာလဲဆိုတော့ဒီနေရာမှာနေပြီးကျွန်တော်ကနေပြီးနေရဲလွန်နေပြီးတတ်မှတ်ထားတယ်နေရဲဆိုတဲ့ဒီနေ့တည်းမနေ့ပါတည်းနေရဲတတ်မှတ်ထားတဲ့အတွက်ကြောင့်နောက်နေ့နောက်တနေ့ရောက်နေပြီးကျွန်တော်ဥမာ38တော့လို38တော့လို့ပြောင်းဝင်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီး online ကပဲအသိအသိပညာ online ကနေတစ်ဆယ်နေပြီးကြော်ညာပြေးမယ်ဗီနီယာမှာတော့ဟိုဟာလူတတ်မယ်ဆိုတဲ့အမျိုးအလူရှင်တွေကလည်းကျွန်တော်အလူရှင်တွေကလည်းဒီမှာတအားရှိတဲ့တိုင်းတွေပြောတာဖိတ်ခွချင်တဲ့အကြောင်းကပါလဲဆိုတော့ဒီကတော့ ဒီဘေးဥပဘေးဆိုတာကနေပြီးအမေတန်းနေပြီးဟိုဘေးနေရမစနေပြီးကြက်ရနေတဲ့အတွက်ကြောင့်နေပြီးရတောက်ရှိတယ်လဲနေပြီးတတရားနေမစနေပြီးပေါဝင်ပြီးလူထမ်းနိုင်တယ်ဆိုတဲ့အကြောင်းလေးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်နေပြီးအလူကိုလူထမ်းလို့လည်းပြီးပြခါနေပြီးစောက်တွေလည်းရမယ်အဲအကြောင်းနေပြီးအလူရှင်တွေကလေးတန်းနေပြီးစပယ်အဲအကြောင်းနေပြီးအလူရှင်တွေကိုဖိုက်ခွချင်တာကဘာလဲဆိုရင်ကျွန်တော်နဲ့လက်ပြီးကုညီပါပူပေါင်းပါလို့လည်းဖိုက်ခွချင်ပါတယ်ဒီနေ့တည်းမှာ ဒီလိုဘေးဥပဒေအန်ဒီရနေနေပြီး မကြရဖို့နေပြီးထက်တက်ပြီးဆူတောင်းပါတယ်အဲကျွန်တော်နေပြီးနှစ်တိကိုကြားရမယ်ဆိုတော့ရှိရဲ့အဲတကြံဟောဘယ်လိုပြောမလဲတကြံရည်လေးနေနေပြီးဒီကက်ဖေးတကောနေပြီးစစ်ကျုပ်ရှစ်ကျုပ်တလိုမျိုးပေါ့နော်အဲလိုနေပြီးစစ်ကျုပ်ရှင်တယ်အဲဥမာရေရေထက်ကြရတယ်ကက်ဖေးတခုနေပြီးရောလျောလာတဲ့တော်လာနေပြီးရိုးစန်းရှင်တယ်အဲ့ဒီစန္ဒနဲ့ဟောဘယ်လိုပြောမလဲအာအဆုံးအချောက်ပြုံးဆိုလို့ရှိရင်အလုံးဟို နေ့တင်မှနေပြီးပျော်ပျော်ရွှင်ရွှင်နဲ့ဒီကဲကြီးသုံးပေါက်ကြော်လိုက်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့ဟောတွားကြပါစေတွားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်